ဟိုတော့ငါတိုင်းပြည်တစ်ခုမှာအလုံးအမတန်တော်တဲ့ဘဝဆရာတယောက်ရှိတဲ့။သူကဘလောက်တောင်တော်တဲ့ဆုံးလို့ချင်းသူထုထားတဲ့ဘဝရုပ်တွေကိုဒါကအတုလားအစ်စ်လားဆိုပြီးသူထုတဲ့ဘဝအယုတ်တွေကိုပုံတူထုထားတဲ့အယုတ်တွေဟာအစ်စ်နဲ့ကိုခွဲလို့မရအောင်ကိုတတ်ဝင်တယ်။အလောက်ထောင်တော်တယ်။တနေ့မှာဘဝဆရာက သူ့အိမ်မှာထဲမှာ အိမ်မက်တခုသေမင်းကသူ့ကိုနောက်15ရက်နေလာခေါ်လက်မယ်ဆိုတဲ့အိမ်မက်မျိုးမက်တာအဲ့တော့ ਨੇ ဘဖို့ဇာကဟာငါ15ရက်နေသေမင်းလာခေါ်ပါတဲ့သူကြောက်ပြီးတော့အကြံတခုဒါသူ့နဲ့ပုံစံတူလုံးဝခွဲလို့မရတဲ့ပုံစံတူလုံးဝသေချာတဲ့ဘဖို့ရုပ်ဆယ်ခုထုတ်ထားလိုက်တယ် အဲ့ဒါနဲ့နောက်ဆယ်ရက်လောက်နေတော့တင်မင်းကရောက်လာတယ်ရောက်လာတော့သဘုဇရာကိုခေါ်မလို့လိုက်စားတာသဘုဇရာကဆယ်ရောက်ဖြစ်နေတယ်တိတ်လိုက်တယ်ဟာရုပ်ထုတယ်ဆိုတာဘယ်ဟာအစ်စ်လဲဘယ်ဟာအတုလဲဆိုတာမခွက်တတ်တော့ကွက်ကြအဲ့ဒါနဲ့တင်မင်းကတစ်ချက်စဉ်းစားပြီးသူကပြောလိုက်တယ်ဟွန်းဘုဇရာဟာတော်တော့တော်ပါတယ် ဒါပေမဲ့လို့ဒီရုပ်တွေမှာချွရင်ကြက်လေးတွေရှိနေတယ်လို့ဆိုအဲ့ဒါအဲ့ဘဘူးရုပ်ထုတွေကြားတာဝင်ပြီးဟန်ဆောင်နေတဲ့ဘဘူးဆရာကသူ့ရဲ့မာနပေါ့သူ့ပညာကိုချွရင်ကြက်အနဲ့ကြက်ရှိနေတယ်လို့ဝေဖန်နေတာသူကမခံနိုင်ဘူးနော်မခံနိုင်ဘူးအဲ့ဒါတကောင်ငါပညာစော်ကားတယ်ဆိုပြီးတော့ဘယ်မှာလဲကျုပ်ရုပ်ထုတွေမှာချွရင်ကြက်အနဲ့ကြက်ဆိုတာ ကိုင်လာချွင်းကြအာနေကြကဒါပဲလို့ဆိုတယ်။ဘာလဲဆိုတော့တကယ်တော့ဒီယုတ်ထုတွေကဘာမှချွင်းကြအာနေကြမရှိဘူး။ဘဘုဆရာနှစ်ယောက်မရှိတဲ့အင်မတန်တော်တဲ့ဘဘုဆရာတယောက်ဖြစ်ပေမဲ့လို့သူ့ရဲ့ပညာပေါ်မှာ ထားတဲ့မာနဟာသူ့ရဲ့အာနေကြပဲ။အဲ့မာနကိုသိလို့မဟုတ် သင်မင်းကအဲ့ဒါစကားခေါ်လိုက်တာအဲ့သင်မင်းလက်ထရောက်သွားတာပေါ့ဒီဇလန်လေးကအစကဘာအဓိကပြောချင်တာလို့ဆိုတော့တချို့ပုံကိုတိတ်တော်တယ်တအားတော်တယ်နော်အိုးချစ်ချစ်စရာကောင်းအံ့ဩစရာလည်းအောင်သူတို့ကိုအကျိုးဆိုးစေတာကဘာလဲဆိုတော့မာနပဲမာနပဲအဲ့တော့ရဟန်းတင်ကလောကမှာဖြစ်ဖြစ်လူလောကမှာပဲဖြစ်ဖြစ်ဘုရားရှင်ရဲ့လက်ရာတော်ရအရှင်သာရိပုတ္တရာမထေမြတ်လောက် ဘယ်သူမှမတော်ပါဘူးအရှင်သာရိပုတ္တရာမထေရကြီးကသူ့မှာအပြည့်အနာစာရှိရင်ရှင်သာမဏေငယ်ကဆုံးမသည်ဖြင့်ဖြစ်ပါစေရိုးရိုးသေးသေးနာယူတတ်တဲ့ပြောကြတာကမထားတဲ့မာနာမျိုးတွေမထားရဘူးပေါ့မထားတဲ့မာနာမျိုးတွေထားတဲ့အခါကျတော့အယုတ်ဆိုးအကြည့်တန်စေတယ်သူများအမြင်ကတ်တာခံရတတ်တယ်အဲ့ဒါဥစဉ်တော့ပရမရှင်ဆရာတော်ဘုရားကြီးအဆုံးမရှိတယ် စာမတတ်သူအခောက်ထူလူတဲရှင်နဲ့သုံးမကြစာတတ်ပြန်ရင်စိတ်ကြီးဝင်လူမြင်တိုင်းကအော့ကျင်ကြစာစာမတတ်ဘူးအဲ့လိုက်စားလိုက်နေနေပိုက်ခေါကြီးထူလူကြီးဝါပြီးတော့ဘယ်နေရာမှာသုံးလဲမကြဘူးတဲ့စာကလည်းမတတ်တော့လုံးလုံးလုံးမရဘူးပြောချင်တာပါ ေစာတက်ပြီးတော့လည်းပဲမကြင့်သုံးပဲနဲ့မာနတွေသာမွေးနေမှာဆိုရင်လူမြင်တိုင်းကအော့ကျင်ကြအန်ကျင်ကြယုံကြတယ်အမြင်ကတ်ကြတယ်ဒါမှမဟုတ်စိတ်ကြီးမဝင်ကြဘူးလို့တယ်ပေါ့ပညာနဲ့တတိအတိနဲ့အကျင့်မြတ်အောင်ကြိုးစားကြဖို့အင်မတန်လိုအပ်တယ်ပေါ့ဒီတရားလေးကိုဥစဉ်ရ1380နဲ့9ခုနဲ့2ဒေါ်လာ5ရက်နဲ့ ခရစ်နှစ်2025ခုနှစ်နိုဝင်ဘာလ24ရက်နေ့မှာကြောက်တဲ့အသက်30ပြည့်မွေးနေ့ဓမ္မလက်ဆောင်အနေနဲ့အမျှဝေပေးလိုက်ပါတယ်